hello အားလုံးကိုဒီနေ့တော့ကြက်ဥချောင်းလေးတွေနဲ့မိတ်ဆက်ပေးမယ်ဒီကြက်ဥချောင်းလေးတွေက Chinese restaurant မှာရောင်းတာပေါ့နော်ဒီမှာတော့ we met လို့ခေါ်တယ်ကြက်ဥချောင်းလေးတွေကအထုံးနဲ့ရောင်းတာအရင်တော့ဆိုလို့ရှိရင်အခုကျတော့သူကဆက်နဲ့กินပြီးတော့တခါလေးရောင်းတာပေါ့နော်သူကဈေးကလည်းတချောင်းဝင်တချောင်းပြီးတော့တန်နေပေါ့နော်ပြီးတော့အရသာကလည်းလေတော်တော်လေးကိုကောင်းနေတယ် ကိုစားဖို့နေကြကျုပ်ချောင်းနဲ့မတူဘောနော်တော်တော်ကြီးကိုကောင်းနေဘောနော်ကျုပ်ချောင်းက तू ကပုံမှန်ဆိုရင်အထုံးနဲ့ရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘနဲ့ချောင်းဆိုရင်ဘလောက်အဲ့လိုမျိုးအများကြီးပေါ့နော်ဝေရတာဖြစ်တဲ့အတွက်ဝေတဲ့သူအတွက်ကလည်းတနိုင်တမိုင်စားမယ်ဆိုရင်မတန်ဘူးပေါ့နော်အများကြီးဝေရတယ်ပြီးလို့ရှိရင်ဒီလိုမျိုးကျုပ်အเจ้าနေရကြတော့ဆက်နဲ့သူတို့လက်ရှိမြင်နေရတဲ့ဆက်နဲ့ကင်မပဲပို့ပြီးတော့ကောင်းတာဆိုတော့လေတန်လဲတန် တခါတည်းကင်မီသားလည်းဖြစ်တော့တခါတည်းစားလိုက်ရုံပဲပေါ့နော် Thank you all